မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပေါင်းတိန်မြို့နယ်နဲ့မုံရွာမြို့နယ်တွင်စစ်တပ်စစ်ကြောင်းများကတိုက်ခိုက်မှုဗိုလ်ကြီးတအုပ်အပါဝင်ခုနှစ်ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပဲခူးတိုင်းပေါင်းကင်မြို့နယ်တွင် ဖြီသူညာကိုလူသားတိုင်းအဖြစ်ဖမ်းဆီးလာသောအင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားလေးဦးတေဆုံးကြောင်းဖြီသူကောက်ွေရေးတပ်မတော်အမတ်3601တပ်ရင်းမှစစ်ထောက်လန်းရင်းနဲ့တရင်ကြံကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကတရင်ဌာနသို့ပြောဆိုပါရယ်ဇွန်လ16ရက်နေ့နနက်09:50မိနစ်အချိန်မှာမိုးလွယ်2:15မိနစ်အချိန်ပေါင်းတင်လို့နဲ့တစ်ပုတ်အုပ်စုနတိုးရွာနဲ့နွေးတောင်ရွာအခြားရုတ်ဆိုင်ကမှာပြည်သူများကို ဖမ်းဆီးလူသားတစ်ပိုင်းအဖြစ်အုံပြုထွက်ပေါ်လာတော့အင်အားတရာပါစစ်တဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိကြောင်းစစ်ကောင်စီကတေဆုံးအလောင်းများကိုငတူကြီးရွာနဲ့နှွေးတောင်ကြီးရွာရှိ နေအိမ်များအတွင်ထည့်သွင်း၍နေအိမ်များကိုပါမိရှို့သွားကြောင်းရင်းလောင်စစ်ကြောင်းမှပောက်ခေါင်းမျိုးပတ်တို့ထွက်ခွာသွားကြောင်းသိရပါသည် အလားတူစကိုင်းတိုင်းမုံရွာမြို့နယ်တောပူရွာနီးမုံရွာမန္တလေးလမ်းမပေါ်တွင်အင်စီကားဖြင့်ထွက်လာသောစစ်သားများကိုတိုက်ခိုက်ခဲ့ရာပိုးကြီးတအူအပါဝဲ၃ဦးသေဆုံးပြီးကားကိုမိရှုဖျက်ဆီးခဲ့ကြောင်း Free Heart Army VHA တပ်ဖွဲ့မှထောက်ဝင်ရှိသူတအူကတရင်ဌာနသို့ပြောကြားပါသည်။ဆွန်လ16ရက်နေ့ည17:29မိနစ်အချိန် 6ဦးမျိုးအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှအေစီကဖြစ်ထွက်လာသောစစ်သားများကိုမုံရွာမန္တလေးလမ်းမကြီးပေါ်တောပုပြူစောတီချွာအနီးတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ရာသုံးဖွင့်ဘူကြီးတဦးအပါဝင်၃ဦးသေဆုံးပြီးတဦးဒဏ်ရာရရှိကတဦးထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါသည် ထို့ကြောင့်ကားပေါ်ပါစစ်သားများကင်ဆောင်လာသော MA1, ပါရီ MA5, 9mm စစ်ဘက်တာအမျိုးအစားတနန်းတနန်းအရှိနှစ်လက်နဲ့အတူသုံးလက်ဖုံးသုံးလုံးတို့တင်စီရရှိခဲ့ပြီးစစ်သားများစီးနင်းလာသော AC ကားကိုမိရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Free Head Army VHA မှတပ်ဖွဲ့မှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း စစ်ကောင်စီတပ်သားများကိုဆက်လက်၍ခြေမုံနိုင်ရန်ကြီးစံများလိုအပ်လျက်ရှိသောကြောင့်ပြည်သူများအနေဖြင့်တပ်နိုင်သမျှပါဝင်ထောက်ပံ့ပေးကြရန်မြစ်တာရက်ခမ်းမှကြောင်းထုတ်ပြန်ထားပါသည်ဆလပီစစ်အာဏာရှင်ကိုစန့်ကျင်ဒေါ်လာနေသောရုပ်ရှင်သရုပ်ဆောင်အစိုးရနှင့်အမှုပညာရှင်ဆက်သုံးဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲတဲ့စရတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရင် စစ်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေသောရုပ်ရှင်သရုပ်ဆောင်အစိုးရနှင့်အမှုပညာရှင်73ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲသောအမိန့်စာများကိုစစ်တပ်၏ Telegram Channel များမှတက်စေယနေ့ဖြန့်ဝေသတင်းထုတ်ပြန်ပါရယ်။ယနေ့နေ့တွင်စေနာ၏ဝင်းကျင်မှစတင်၍စစ်တပ်၏ Telegram Channel များအလုံးတွင်စစ်ကောင်စီကိုစန့်ကျင်တော်လှန်ရေး ဒီပနိုင်ငံများတို့ရောက်ရှိနေသောရုပ်ရှင်တရုတ်ဆောင်အဆိုတော်နှင့်အမှုပညာရှင်73ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲပြီးထုတ်ပြန်ချက်များကိုဖြန့်ဝေလာခြင်းဖြစ်ကြောင်းယင်းထုတ်ပြန်ချက်တွင်မြန်မာနိုင်ငံ၏အကျိုးကိုထိခိုက်စေနိုင်သောလုံဆောင်ချက်များပြုလုပ်ခဲ့သဖြင့်1982ခုနှင့်မြန်မာနိုင်ငံသားဥပဒေပေါ်ပါ68အရဖွဲ့စည်းသည့်ဗဟိုအဖွဲ့ကပုံမှန်68ပါလောက်ကိုင်ခွင့်ကိုကျင့်သုံးလျက် ပုံမှန်16ပြည်ရုပ်ရှင်တရုတ်ဆောင်အစိုးရနှင့်အမှုပညာရှင်73ဦးကိုနိုင်ငံသားအဖြစ်မှရက်စဲကြောင်းစစ်ကောင်စီကထုတ်ပြန်ပါရင်စစ်ကောင်စီနိုင်ငံသားအဖြစ်မှရက်စဲလိုက်သောရုပ်ရှင်တရုတ်ဆောင်အစိုးရနှင့်အမှုပညာရှင်73ဦးတွင်အစိုးရဖြူဖြူကျော်သိန်းဒါရိုက်တာနာဂျီ ခညာနာတေဦးဒါရိုက်တာကိုပေါခအောင်မင်းနိုင်အဆိုတော်လင်းလင်းခထွေးလင်းကိုအဆိုတော်ချမ်းချမ်းခချမ်းညာငင်ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုသူအမှုပညာရှင်ညက်နိုးအေအဆိုတော်အာဇာနီခစာနီညွညွအမှုပညာရှင်ခါရာရုပ်ရှင်သရုပ်ဆောင်စင်ဝိုင်းခထေးလွင်အဆိုတော်ဝင်းနိုင်စိုးဒါရိုက်တာပြီဟိန်းတီဟာသရုပ်ဆောင်အမင်းမြတ်တို့ပါဝင်ကြောင်းသိရှိရပါတယ် 2022ခုနှစ်အတွင်းလည်းစစ်ကောင်စီကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်းကြီးများအပါအဝင်တော်လှန်ရေးအတွက်ပါဝင်နေသူများကိုနိုင်ငံသားအဖြစ်ရက်စဲကြောင်းထုတ်ပြန်ညင်ညာခဲ့သည်ဆက်လက်ပြီးနိုင်ငံကံပြူဟာမှလက်နက်ကြီးအချို့ကိုစုပ်ခွာမိလမ်းပိုင်းရှိထရင်များသို့စစ်တပ်နေရာစပြောင်းနေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှပြပါရယ်အရကတက်တော်အေးအေးနဲ့ပူပေါင်းတညာကတိုက်ခိုက်နေသည့်နှည့်ရံပြူဟာမှာလက်နက်ကြီးအချို့ကိုအမ်ဘရန်လန်ပိုင်းရှိစက္ကန့်အချို့ထံစစ်ကောင်စီကရွှေ့ပြောင်းနေကြောင်းသတင်းရရှိပါရယ် အမြောက်များနဲ့လက်နက်ကြီးအချို့ကိုအမြောက်တန်း၄ရောက်ကိုအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်905တို့စွန်လဒုတိယအပတ်အတွင်းစတင်ရွှေ့ပြောင်းနေသည်ကိုတွေ့ရကြောင်းအေအေနှစ်နီးဆက်သောစစ်ရေးသတင်းရင်းများကပြောပါရယ်ခိုးဆက်ကိုတက်မှမှုအပြောင်းလဲဖြစ်ပြီးနောက်ပိုင်းလဲအိတ်ထူးကြမှုမရှိဘူးလက်နက်ကြီးတွေကိုတော့ပြန်ဆုပ်ယူသွားတယ်လို့သတင်းရတယ် နိုင်ငံကံပြုခကြရင်လက်နဲ့ကြည့်ပေးမပါအောင်ချိုကားတဲ့သဘောပဲဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်အမြောက်တက်လီယာကိုအမြောက်စစ်စရေးကိုခဲမှုဌာနချုပ်905တို့သည်နိုင်ငံကံပြုခနှင့်15မိုင်ခန့်ဝေသည်လက်ရှိတွင်အမ်ဘရန်လန်ပိုင်းလမ်းအမြောက်တက်လီယာကိုအမြောက်စစ်စရေးကိုခဲမှုဌာနချုပ်905ပြင်းဝါကိန်းတရုတ်တပ်မွေပိုင်းလိုင်းနေရာရေလက်ရွာခုတ်ကြီးရွာလက်ဖက်ခြံတို့ကစစ်ကောင်စီကတပ်ဆွဲထားတဲ့ဖြစ်ပြီးလမ်းမိုင်းနေရာအများစုကိုအေအေးနဲ့မဟာမိတ်များကထိန်းချုပ်ထားသည် နေရီကန်ပြူဟာအနီးဇွန်လ12ရက်အထိတိုက်ပွဲပြင်းထန်ခဲ့ပြီးယင်းကာလနောက်ပိုင်းတိုက်ပွဲအခြေအနေငြိမ်သက်နေကြောင်းဒေသခံတရင်ရင်းမြစ်တချို့ကပြောပါရယ်အမ်ဗရန်လန်ပိုင်းကိုထိန်းချုပ်နိုင်ရေးနေရီကန်ပြူဟာကိုထိန်းချုပ်ရေးတိုက်ခိုက်နေသည့်စစ်စည်ရေးများကိုအေအေနဲ့ဘူပေါင်းတပ်များပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစတင်ခဲ့သည်မလအစောပိုင်းတွင်နေရီကန်ပြူဟာတောင်ကုန်းအောက်မှအရေးပါသည့်စစ်ကောင်စီ၏တောင်ကုန်းအချို့ကို အေအေကတိမ့်ပိုက်ခဲ့သည် အဆိုပါတိုက်ပွဲများအတွင်ထမ99ဤယာယီနှီးဖြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ကိုအေအေနှင့်ဘူပေါင်းတပ်များကဖမ်းမိခဲ့သည်မေလာနှောင်းပိုင်းကတိုက်ပွဲများတွင်နိုင်ရည်ကန်ဖြူဟာအနီးရှိအဓိကကကင်းစကန်ဖြစ်သောဆက်သွေးရီတာဝါရိုင်းစကန်ကိုအေအေကသိမ်းယူခဲ့သည်နိုင်ရီကန်ပြူဟာနှင့်အမ်ပရန်လန်တိုက်ပွဲ၌ခုကန်စစ်၌တာဝန်အရှိဆုံးတပ်မ69တပ်မမှုဗိုလ်မှူးချုပ်တင်မောင်ကျော်ကိုစစ်ကောင်စီတပ်ကတီးခဲ့တဲ့မီလာကုန်းနှင့်ဖမ်းဆီးပြီးယာရုမဖြုတ်ချကစစ်ဆင်နေသည် တပါမ69ယာယီတက်မှမှုအသည့်အဖြစ်စစ်ဗျူဟာအဖွဲ့အခြေချဟာခါမှာအခြေချစစ်ဗျူဟာမှုဗိုလ်မှူးကြီးစိုးဝေထွန်းကိုအစာထိုးခန့်အပ်ထားသည်တက်မှမှုအပြောင်းလဲဖြစ်ပြီးနောက်ပိုင်းနေရီကန်ဗျူဟာမှလက်နေချီချို့ကိုချောင်းရွှေ့နေခြင်းဖြစ်သည် စက်ကောင်စီသည်အေအေနှင့်မဟာမိတ်များကဝိုင်းပတ်ပိတ်ဆို့ခံထားရသည့်အေယာဝတီတိုင်းရေကြီးမြို့နယ်ရှိအမြောက်တန်း344မှာလက်နက်ချင်းများကိုလည်းပသိဟင်္ဒရာလမ်းပိုင်းရှိကျုံပြောမြို့အခြေဆိုင်ခလာရ36တို့ဇွန်လဆန်းပိုင်းတွင်ပြောင်းရွှေ့ခဲ့ကြောင်းတင်ရန်ရှိသည် ဆက်လက်ပြီးနောက်ကျိုးတွင်စစ်တပ်ကဟောင်းဝစ်စာလက်နက်ကြီးဖြင့်ပြည်သူများနေထိုင်သောရပ်ကွက်များသို့ဦးတည်ပစ်ခတ်မှုနေအိမ်များထိမှန်ပျက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် DNL ကတင်ပိုက်ထားသောနောက်ချိုးမျိုးပြည်သူများနေထိုင်သောရပ်ကွက်များသို့စစ်ကောင်စီတပ်ကဟောင်းဝစ်စာလက်နက်ကြီးဖြင့်ဦးတည်ပစ်ခတ်သည့်ဖြင့်နေအိမ်များထိမှန်ပျက်စီးသွားကြောင်း DNL ကသတင်းချုပ်ပြန်ပါတယ်။ တအောင်ပြီးတပ်မဟာသုံးနှင်းမြေနောင်ချိုမြို့တွေတိုက်ပွဲဖြစ်ပွားခြင်းရှိပဲစစ်ကောင်စီတပ်မှဟောင်ဝစ်စာဖြင့်လက်နက်ကြီး၅လုံးဖိကတ်တိုက်ခိုက်သောကြောင့်နေအိမ်နှလုံးတိမှန်ပြက်စီးဆုံးရှုံးသွားခဲ့ပါသည် ဇွန်လ16ရက်နေ့ညနေ9:00နာရီ10မိနစ်အချိန်စစ်ကောင်စီတပ်ကဖြစ်ခတ်လိုက်ပြီးခေါင်းဝစ်စာလက်နက်ကြီး၅လုံးမှဗိုရာရက်ကွက်ဘတ်တွင်သုံးလုံးကြားရောက်ပောက်ကွဲပြီးခြံနှလုံးမှာကြောက်ကူဖုံကြီးကြောင့်အောက်ဖက်တော်တွင်ကြားရောက်ပောက်ကွဲသွားခဲ့ကြောင်းသိရသည်ထို့ပြင်ဇွန်လ16ရက်နေ့အုံမတီနှင့်ရေမောင်းတန်းကြီးရွာတွင်စစ်ကောင်စီတပ်နှင့်တအောင်တပ်မတော် TNL တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးထို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး၉လုံးနှင့်ဒရုန်းဖြင့်ဗုံး၂၆လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည် အကြံဖက်စစ်ကောင်စီကဇွန်လ၁လလုံးအဖြစ်ခတ် ရက်စက်ကြီးချင်းညာထားတော်လဲနောက်ချိုမျိုးတို့ဥတီ၍တောင်ခန်းဒေတာကန်ကြီးကြီးရဘက်မှ၎င်းကျုံလွင်ပန်ပွေးဘက်မှ၎င်းတောင်ခန်းဒေတာနောက်ချိုကြီးဘက်ပိုင်းမှ၎င်းစစ်ကြောင်းများကိုအင်အားဖြင့်ထိုးစစ်ဆင်လျက်ရှိကြောင်းဒေတာတရေရင်းမြစ်ကဆိုပါရယ်ချိုပြင်းစစ်တပ်က TNL သိမ်းပိုက်ထားသောမြို့နယ်များသို့လေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေရာဇွန်လ16ရက်ညနေ4နာရီခွဲကျော်အချိန်တိုက်လေရင်များဖြင့်နံမတူကုတ်ခိုင်မြို့နယ်အဆက်ရှိမန်စာကျေးရွာအနီးသို့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း သတင်းဌာနကဖော်ပြထားပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။